ပထမဆုံးပွဲအတွက်48ပွဲစတိုင်းရုံးမရှိခဲ့တဲ့ပရီးမီးယားလိရဲ့တူရဲတော့အာဆင်နယ်ကနေဝင်ကိုတမပရိသတ်များလုံးမဲ့မင်္ဂလာပါများအာဆင်နယ်လက်ဂျန်ဒ်ဟပ်ကနေတင်ဆက်နေပါပြီဂျန်စလီမန်တို့ပြောလိုက်ရင်အာဆင်နယ်ပရိသတ်တိုင်းရဲ့မျက်နှာမှာဂုံယူဝင်ကြွားစိတ်တွေပေါ်လာမှာအမှန်ပါပဲသူကပရီးမီးယားလိတမရဲ့ဒူဇန်အောင်ဝင်မှတ်တမ်းတစ်ခုကိုချဲ့ရခဲ့သူဖြစ်ပါပြီပထမဆုံးပွဲအတွက်48ပွဲစတိုင်းမှာရုံးနှိမ့်မှုရှိခဲ့တဲ့တူရဲတော့ကိုတမဆိုတဲ့ဂုံပုတ်ကသူ့အတွက်အတီးတန်ဖြစ်ခဲ့ပါပြီလီမန်စက2003ခုနှစ်ဇူလိုင်လမှာဂျာမနီကလပ်ဒေါ်မွန်ကနေအာဆင်နယ်ကိုပြောင်းရွှေ့လာခဲ့ပါပြီ အင်္ဂရေဂျာမန်ကုသမဂါအာနေတန်ရာကြောင့်ကစားကွင်းကင်းမဲ့နေတဲ့ဒေးဗစ်စီမန်ရဲ့နေရာကိုအစားထိုးခေါ်ယူခံခဲ့ရတာဖြစ်ပါတယ်။လေမန်ကားသူရဲ့ပထမဆုံးရာသီ2003-2004မှာရင်အာစနယ်ကို Invisibles မရှုံးနိုင်သူများဖြစ်ခေါ်ဆိုခံခဲ့ရတဲ့ပရီးမီးယားလိချန်ပီယံဆုကိုရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်။အသင်းကလီပွဲစဉ်38ပွဲလုံးရှုံးနေမှုမရှိခဲ့ပါဘူး။ဒီမှာလေမန်ရဲ့ကဏ္ဍကအတော်လေးရေးကြီးခဲ့ပါတယ်။လေမန်ဟာသူ့ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုကိုပေါက်ကာကွယ်နိုင်မှုစွမ်းရည်မှာထိတ်တန့်အစဉ်ရှိမှုပြမတိုက်စင်မှုတွေကိုစိတ်ရှုပ်ထွေးအောင်လုပ်နိုင်မှုတွေကြောင့်လူသိများပါတယ်။ လေမိုင်းရဲ့ထင်ရှားဆုံးစွမ်းဆောင်ရည်ကတော့ပရီးမီးယားလိမှာပထမဆုံး58ပွဲစတိုက်ရှုံးမဲ့ရှိခဲ့တဲ့စံချိန်မှတ်တမ်းကောင်းတရဖြစ်ပါတယ်။လေမန်းဟာအရေးကြီးတဲ့ပွဲတွေမှာသူ့ရဲ့ရည်သွေးကိုအပြည့်အဝပြသနိုင်သူဖြစ်ပါတယ်။တရောင်း6ခုနှစ်ချန်ပီယံလိဖိုင်နယ်မှာဘာစီလိုနာအသင်းရဲ့ပရိကန်သွင်းမှုကိုကာကွယ်ခဲ့တဲ့အခါသူ့ရဲ့စွမ်းရည်ကိုပြည့်အဝမြင်တွေ့ခဲ့ရပါတယ်။လေမန်းက2008ခုနှစ်မှာဂျာမနီကလပ်အသင်းတစ်သင်းကိုပြောင်းရွှေ့ခဲ့ပြီးမြေ2017ခုနှစ်မှာအာစနယ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒီကြိမ်မှာတော့သူကဒုတိယဦးစားပေးအဆင့်မှာပဲရည်တည်နိုင်ခဲ့ပေမဲ့အတင်းအတွက်သူ့ရဲ့အတွေ့အကြုံနဲ့ခေါင်းဆောင်မှုကို အပြေအဝအသုံးချပေးနိုင်ခဲ့ပါတယ်။လေမန်ကအာစနယ်အတွက်ကျေးဇူးတွေအများကြီးပြုခဲ့သူပါ။သူ့ရဲ့ကစားဟန်နဲ့စွမ်းဆောင်ရည်ကြောင့်အာစနယ်ကိုပေါက်ကာကွယ်ရေးကပုံမခိုင်မာလာခဲ့ပါတယ်။သူကအသင်းကိုဦးဆောင်နိုင်တဲ့စွမ်းရည်ရှိခဲ့ပါတယ်။နှစ်ပေါင်းများစွာကစားခဲ့တဲ့အတွေ့အကြုံကိုအသင်းသားတွေကြီးကိုလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။လေမန်ကသူ့ရဲ့ဇယိုက်လက္ခဏာကြောင့်လည်းလူသိများပါတယ်။လီမန်မှာကိုကိုကိုယုံကြည်မှုအပြည့်ရှိပါတယ်။ဒါကသူ့ကိုကွင်းထဲမှာပုံမထက်မြက်စေခဲ့ပါတယ်။လီမန်ဟာစိတ်သက်ကြန့်ခိုင်နေတဲ့သူပါ။ဖီးအားတွေကိုခံနိုင်ရှိပြီးတော့အခက်အခဲတွေကိုရင်ဆိုင်ကျော်လာနိုင်ခဲ့ပါတယ်။ လေမန်းကကျေးဇူးတည်တတ်တဲ့သူဖြစ်ပါရင်အာဇနက်တင်းကိုကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့ဆွမ်းရည်ကိုပြေဝအောင်ချပေးခဲ့ပါရင်လေမန်းကသူ့ရဲ့ကစားမဘဝမှာဂုံမြူခံရမှုတွေများကြီးရှိခဲ့ပါရင်လေမန်းကပရီးမီးယားလီဂ်ရဲ့ဂုံပြူခံကစားမဖြစ်လဲတတ်မှတ်ခံထားရပါရင်ဒါကသူ့ရဲ့ဆွမ်းဆောင်ချက်တွေကိုပရီးမီးယားလီဂ်ကအတိအမှတ်ပြုတဲ့အနေနဲ့ဖြစ်ပါရင်အချို့ဆိုရရင်တော့လေမန်းကအာဇနက်တင်းသမိုင်းမှာမေးမရနိုင်တဲ့ကစားမတစ်ယောက်ပါပဲသူ့ရဲ့ပရီးမီးယားလီဂ်မှာပထမဆုံးပွဲအတွက်၄၈ပွဲစတိုက်မရှုံးနိုင်နိုင်ခဲ့တဲ့မတန်ကသူ့ကိုလီသမိုင်းမှာဒူးချတဲ့ကိုသမားဖြစ်တတ်မှတ်ဆေးခဲ့ပါရင် လီမန်ကအာစနယ်အတွက်ကျေးဇူးတွေအများကြီးပြုခဲ့သူပါသူ့ရဲ့ကစားဟန်စွမ်းဆောင်ရည်နဲ့စိတ်ဓာတ်တွေကအာစနယ်တင်းကိုအောင်မြင်မှုတွေရရှိအောင်ကူညီပေးခဲ့တာပါအာစနယ်ပရိသတ်တွေနဲ့လီမန်ရဲ့ကျေးဇူးတွေကိုအမြဲတမ်းကျေးဇူးတင်နေမှာပါသူကအာစနယ်ရဲ့ကံတွင်ကစားမတစ်ယောက်ဖြစ်တာမလို့သူ့ရဲ့ကျေးဇူးတွေကိုဘယ်သူမှမပြစ်လို့မရပါဘူးဘောလုံးဆိုတာကျေးဇူးတည်တတ်မှုနဲ့တမိုင်းကိုလေးစားတတ်မှုတွေလိုအပ်တဲ့ကစားနည်းတစ်ခုဖြစ်ပါတယ်အာဇနယ်ပရိသတ်တွေဆိုတာကလည်းအလိုမျိုးစိတ်ဓာတ်မျိုးကိုပိုင်ဆိုင်ထားကြတဲ့ပရိသတ်တွေလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။ညီကိုတို့စီမှာလည်းလေမန်းနဲ့ပတ်သက်တဲ့အမှတ်တရလေးရှိခဲ့မယ်၊ရှိနေအောင်မယ်ဆိုရင် ကွန်မန့်ကနေအမတ်တရားဖြစ်ပြန်လည်ဝင်မြပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါရမြ။အတရင်ခွန်တဲ့အမတ်တရားလေးကိုစောင့်မျှော်ဖတ်ရှိဖို့ကျွန်တော်ဆက်လက်စောင့်နေပါမယ်မြ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရမြ။